တခါတော့ကရွာတရွာမှာရီမာဆိုတဲ့ဆုံးမတစ်ယောက်ဟာသူ့ရဲ့ကြီးမားတဲ့တရေချောက်တဲ့အိမ်ကြီးမှာနေထိုင်ခဲ့ပါတယ်။တနေ့မှာ သူ့ရဲ့တငယ်ချင်းဟောင်းဆုံးမကာလောကသူ့စီကို လာလေပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ကာလောနဲ့ရီမာဟာတငယ်ချင်းတွေထက်ရန်သူတွေလိုပိုဖြစ်နေကြတယ်လို့ထင်ရပါတယ်။ဟဲကာလောမနေ့စောကြီးဘာလာလောက်တာလဲ။ကိစ္စတခုခုရှိလို့လား။လာပါအောင်ရီမာ။ နင်းတိမာပါနော်နောက်အပတ်ဆိုငါမွေးနေပဲလေဒီတခါငါမွေးနေမှာအရန်ကြီးတဲ့ပါတီတစ်ခုလှုပ်ထားတယ်ဝေးလံနဲ့အရက်ကတရေတွေစုံမတွေအများကြီးကိုလည်းဖိတ်ထားတယ်အရန်ကိုပြောဖို့ကောင်းတဲ့မွေးနေပွဲတစ်ခုဖြစ်မှာနော်အိုးကောင်းလိုက်တာကလောနင်းကလည်းတကယ်ကိုကောင်းအောင်နောက်ပြောင်ထက်သားပဲဒါနဲ့နင်းတိလားဒီတခါငါပါတီရဲ့အထူးဧည့်သည်ကဘာလို့လဲဆိုတာစုံမကြီးဒိုင်ယန်ကိုတိုင်လာမှာဟမ် ဆုံးမကြီးဒိုင်ယန်ကနစ်ပါတီကိုလာဖို့ဘယ်လိုလုပ်သဘောတူသွားတာလဲဟဲ့အေးငါကအဲ့လောက်တောင်အရေးပါတဲ့လူတစ်ယောက်ဖြစ်နေတာကိုဒါနဲ့အဲ့ဒီကိုချမ်းသာတဲ့တရေတွေဆုံးမတွေကပဲအကောင်းဆုံးအဝတ်အစားတွေဝတ်ပြီးလာကြမှာနင့်မသားကောင်းကောင်းမွန်မွန်အဝတ်အစားတွေမရှိရင်နင်မလာဘဲနေလိုက်တာပိုကောင်းမယ်နော် မဟုတ်ရင်နင်အရှက်ကွဲနေရအောင်မေကာလော့ကရီမာကို စကားရင်းနဲ့တိုက်ခိုက်နေပေမဲ့ရီမာကရီမောရင်းပြောလိုက်ပါတယ် ဟဲ့နင်ကလည်းကာလော့ရင်ဘာရီပြောနေတာလဲနေစောင့်ကြည့်လိုက်ငါပါတီကိုအဲ့လိုမျိုးဝစ်ဆောင်ဝစ်ပြီးလာပြမယ်အားလုံးကစုံးမကြီးဒိုင်ယန်ကိုမကြည့်ပဲငါ့ကိုပဲကြည့်နေကြရလိမ့်မယ်ဘာတကယ်လားဘာရီများဝစ်လာမလို့လဲရင်ဟုတ်မှလည်းလောက်ပါဟဲ့ကာလော့စုံးမှလည်းထွက်သွားပါတော့တယ်အရှင်ဖေဟာကျမဘာလုပ်ရတော့မလဲငါအဲ့ဒီကာလော့စုံးမရှိမှလေလုံးကြီးတွေပြစ်လိုက်မိပြီ အားလုံးကိုအံ့အားတင်သွားစီမဲအဲ့ဒီလိုအဝတ်အစားမျိုးကိုငါဘယ်ကနေသွားရှာရပါမလဲငါမှအဲ့ဒီလိုမျိုးဘာမှကိုမရှိဘူးရီမာတယောက်စိတ်ပူပန်လာပါတယ်ဘီတို့မှအဝတ်အစားများကို ရှာဖွေပြီးတော့စဉ်းစားလိုက်တယ်အေးကောင်းပြီငါဈေးကိုသွားကြည့်အောင်မဲအဲ့ဒီမှာငါ့ကိုသဘောကျစေမဲ့အဝတ်အစားတစ်ခုခုတွေ့ရင်ဆိုင်ရှင်စီကနေလူယူပြလိုက်မယ်ဒီလိုတွေးပြီးရီမာကဈေးဘက်ကိုထွက်သွားပါတော့တယ် ဒါပေမဲ့အကြကြီးလိုက်ရှာပေမဲ့သူမစိတ်တန်းကြတဲ့အဝတ်အစားမျိုးမတွေ့ခဲ့ပါဘူး။ဒီအဝတ်အစားတွေကအရန်ကိုရိုးရှင်းပြီးတာမန်နိုင်လို့နေ။ဒီမှာဘာတစ်ခုမှထူးခြားတာမရှိဘူး။ငါကစုံမကြီးဒါရန်ရဲ့အဝတ်အစားတွေထက်တောင်ပိုပြီးထိတ်လန့်စရာကောင်းတဲ့တောက်ပတဲ့ဝတ်စုံမျိုးကိုလိုချင်တာ။အားလုံးကအံ့ဩသွားရလောက်အောင် ဖြစ်စီမဲ့ဝတ်စုံမျိုးကိုရှာရမယ်။ရီမာဆုံးမှာဒီလိုမျိုးတွေးတောရင်းနဲ့ပဲလမ်းထိပ်ကတစ်ပင်ကြီးအောက်မှာသွားထိုင်နေခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲတချင်းနေဖွင့်ထားတဲ့မင်္ဂလာဝဲအတန်ကိုကြားလိုက်ရပါတယ်။ဟာဒီစုညာဏ်ကဘာလဲ။အနည်းအနာမှာလူသားတယောက်ရဲ့မင်္ဂလာဝဲလုံနေတယ်လို့ပဲ။ရီမာဆုံးမဟာမင်္ဂလာဝဲကျင်းပတဲ့နေရာတွေကိုဝင်သွားလိုက်တယ်။အဲ့ဒီမှာဟိုတယ်အထက်ကအခန်းတစ်ခန်းကိုတွေ့လိုက်တယ်။ဒါကသရိုးသမီးရဲ့အခန်းဖြစ်ပုံရတယ်။တွားကြည့်အောင်ပါပဲ။ဘာတွေဖြစ်နေလဲဆိုတာ။ မိမအထဲကိုဝင်သွားလိုက်တာနဲ့သရိုးသမီးကတရဲမကိုမြင်ပြီးလှန့်သွားပါတယ်။ကဲကြပါအောင်ကဲကြပါအောင်ရှင်ဒါဆုံးမတစ်ယောက်ပဲနင်ဒီထဲကိုဘလို့ဝင်လာတာလဲ။ဟေးဟေးမိန်းကလေးအော်ရာရက်လိုက်ငါဒီကိုလမ်းကြုံလို့ဝင်ကြည့်အောင်တတ်တတ်လာတာပါ။ဒီအခန်းကိုတွေ့လို့ဝင်လာကြည့်တာ။အိုးတော်သေးတာဗော။ဒါဆိုနင်ငါ့ကိုမတတ်ဖဲနဲ့ဒီကနေထွက်သွားတော့မလား။ရီမာဆုံးမကသရိုးသမီးရဲ့မင်္ဂလာဝတ်ဆောင်ကို အသေးချာကြည့်လိုက်ပါတယ်။ ။သူမကအဲ့ဒီဝတ်ဆောင်ဟာအရန်ကိုထူးခြားပြီးလှပတယ်လို့မြင်လိုက်တယ်။သူမကအဲ့ဒီဝတ်ဆောင်ကို လူယူဖို့စဉ်းစားလိုက်ပါတယ်။နေ့ရက်ဒီဝတ်ဆောင်ကအရန်လှလိုက်တာ။ဒါလား။ဟုတ်တယ်။လှတယ်နော်။ငါရဲ့ဒီလှပတဲ့ဝတ်စုံကိုမြို့ရဲမှာနမဲကြီးရဲ့ပလဲအချုပ်သမားကချုပ်ပေးထားတာ။သူချုပ်ထားတဲ့ဝတ်စားတွေကအရန်လှတာ။ဟုတ်လား။ဒါဆိုရင်ငါလိုချင်တဲ့အဝတ်စားမျိုးကို သူမကငါလိုချင်တဲ့အတိုင်း အဲ့ဒီပလဲကတကယ်ပဲချုပ်ပေးနိုင်မလားဒါပေါ်ဆုံးမကြီးရဲ့ပလဲကဘာလို့မချုပ်ပေးနိုင်ရမှာလဲဒါပေမဲ့ तू ကလူတိုင်းကိုအလွဲတကူအဝတ်အစားတွေချုပ်ပေးလို့မရှိဘူး तू ကဈေးအများကြီးယူတယ်အဲ့ဒါတွေကတော့ငါကြည့်လောက်လိုက်မယ်အဲ့ဒီပလဲအချုပ်သမားရဲ့လိပ်စာကိုနင်အမြန်ဆုံးပြောလိုက်စမ်းသူတို့သမီးလဲဆုံးမကိုလိပ်စာပေးလိုက်ပါတယ်ချက်ချင်းပဲရီမာဆုံးမကအဲ့ဒီလိပ်စာအတိုင်းထွက်သွားပါတော့တယ် ။ရီမာကြည့်လိုက်တော့အချုပ်သမားပလဲရဲ့အိမ်ကအရန်ကိုကြီးမာပြီးခန်းနားနေတာကိုတွေ့လိုက်ရတယ်။အမေဒီပလဲအချုပ်သမားရဲ့အိမ်ကအရန်ကြီးတာပဲ။သူမကတကယ်ပဲနမဲကြီးပြီးချမ်းသာတဲ့သူဖြစ်ပုံရတယ်။အခုငါမှပတ်စံမရှိဘူးဆိုတော့သူ့ကိုချင်းချောက်ပြီးတော့ပဲငါဝတ်စုံကိုချုပ်ခိုင်းရတော့မယ်။ငါသူမကိုဖျဲချောက်ရင်တော့ငါ့ကိုဝတ်စုံချုပ်ပေးလောက်တယ်။ ရီမာဆုံးမကပလဲအချုပ်သမားရဲ့အိမ်ထဲကိုတန်းဝင်သွားပြီးသူ့ကိုရှာပါတော့တယ်။ခဏကြာတော့ရီမာဟာပလဲကိုသူ့အခန်းထဲမှာတွေ့လိုက်တယ်။ပလဲဟာဆုံးမတစ်ယောက်ကိုသူ့အိမ်ထဲမှာတွေ့လိုက်ရတော့အယမ်းကြောက်လန့်သွားပါတယ်။သူမကအယမ်းကြောက်ပြီးအော်ဟစ်လိုက်ပါတယ်။ပလဲတခုခုပြောဖို့အချိန်မရခင်မှာပဲရီမာဆုံးမက သူ့ရဲ့အမော်အတက်နဲ့လက်ထက်ကအလင်းရောင်တွေထွက်လာပြီးပလဲကိုမေ့မျောသွားစေပါတယ်။ အဲ့ဒီနောက်သူမကိုလမ်းမောင်းပေါ်ပွေ့ချီကသူ့ရဲ့တရေ၆တဲ့အိမ်စီခေါ်သွားပါတော့တယ်။ရီမာဟာပလဲကိုထိုင်ကုန်တလုံးပေါ်မှာထိုင်ခိုင်းပြီးကျိုးနဲ့ချီထားလိုက်ကပလဲသတိရလာမဲ့အချိန်ကိုစောင့်နေပါတယ်။ပလဲလည်းသတိရလာတာနဲ့ချက်ချင်းပဲအော်ပါတော့တယ်။ကဲကြပါအောင်ကဲကြပါအောင်ဆိုပြီးကြေလောင်စွာအော်ဟစ်ပါတော့တယ်။ဟေးဟေးအော်ရရက်လိုက်စမ်းငါနဲ့ဒီကိုအထူးအလုပ်တစ်ခုအတွက်ခေါ်လာတာငါဝစ်ဆောင်တစ်ထည့်ချုပ်စေခြင်းနဲ့ ဘာဒါပေမဲ့ကျမရဲ့ချုပ်တဲ့ပစ္စည်းတွေအကုန်လုံးကကျမအိမ်မှာကြံခဲ့ပြီလေအဲ့ဒါတွေကိုငါယူလာပေးမယ်စိတ်မပူနဲ့ဒါပေမဲ့ငါ့ကိုအားလုံးအံ့အားသင့်သွားစေမယ်အဲ့လိုဝတ်ဆောင်တစ်ထည်ပဲလိုချင်တယ်လုံးဝပါဆက်အဟောင်းသားဖြစ်သွားစေမယ်ဝတ်ဆောင်မျိုးအဲ့ဒါကိုဘလို့အယောင်နဲ့ချုပ်စေခြင်းလဲအဲ့ဒါမှကျမချုပ်ပေးနိုင်ပါလေအင်းကောင်းပြီဒါနဲ့နင်ဒီအလောက်အတွက်အချိန်ဘလောက်ယူမလဲ ဝတ်စုံကိုချုပ်ဖို့အနည်းဆုံးနှစ်ပတ်လောက်တော့လိုပါလိမ့်မယ်။ပလဲဘာမှဆက်မပြောရသေးခင်မှာပဲရီမာစိတ်ဆိုးသွားပြီးကြောက်စရာကောင်းတဲ့အတန်နဲ့ပလဲကိုပြောလိုက်ပါရယ်။ကာလော့ရဲ့မွေးနေ့ပွဲကနောက်တစ်ပတ်ဆိုရင်စပြီ။နင်ကဒါကိုနှစ်ပတ်တောင်ချိန်ယူရမယ်လို့ငါ့ကိုပြောနေတာလား။ဆုံးမကြီးကအရန်ကိုဒေါသထွက်နေပါရယ်။အဲ့ဒါကိုကြားတော့ပလဲလဲအရန်ကြောက်သွားပြီးဆုံးမကိုပြောလိုက်တယ်။ကောင်းပါပြီကောင်းပါပြီ။ကျမအကုန်လုံးလုပ်ပေးပါမယ်။ ဒါပေမဲ့ကျမပြောတဲ့ပစ္စည်းတွေကိုရှင်းချက်ချင်းဈေးကနေတွားဝယ်လာပေးရမယ်နော်။ရီမာဆုံးမလည်းဒီစကားကိုကြားတော့ပြော့သွားပါတယ်။ရီမာဆုံးမနဲ့ပလဲတို့ဝစ်ဆောင်ကိုချက်လုတဲ့အလုပ်ကိုစလုပ်ကြပါတော့တယ်။ဒီလိုနဲ့သုံးရက်ကုန်လွန်သွားပါတယ်။နောက်ဆုံးမှာတော့ရီမာဆုံးမရဲ့ဝစ်ဆောင်ဟာအသင့်ဖြစ်သွားပါပြီ။အဲ့ဒီဝစ်ဆောင်ဟာသွေးနီအောင်ရှိပြီးဝစ်ဆောင်မှာအရိုးစုတွေချိတ်ဆွဲထားပါတယ်။ယော့နောက်ဆုံးတော့ဒီဝစ်ဆောင်ကပြီးသွားပြီ။ တစ်ခေါက်လောက်ဝတ်ကြည့်လိုက်ပါအောင်အရန်ကိုလိုက်ဖတ်မှာပဲအေးအေးအခုပဲဝတ်ကြည့်လိုက်မယ်ရီမာဆုံးမကဝတ်စုံကိုဝတ်ဆင်ပြီးပြန်လာပါတယ်ရီမာကအဲ့ဒီဝတ်စုံကိုတကယ်ပဲအရန်သဘောကျသွားပါတယ်သူမကပလဲကိုပြောလိုက်တယ်ဒီဝတ်စုံကအရန်လှတာပဲမွေးနေပွဲကလူတွေဒီဝတ်စုံနဲ့ငါ့ကိုသာမြင်သွားရင်ပါဆက်အဟောင်းသားဖြစ်သွားလောက်တယ်ဒါဆိုအရန်ကောင်းတာပေါ့ဒါဆိုရင်ကျမသွားလို့ရပြီလားအေးအေးသွားလို့ရပြီ ဒါနဲ့ဒီဝတ်ဆောင်ကိုချုပ်ပေးတဲ့အတွက်ရှင်ကျမကိုပတ်စံပေးမှာမဟုတ်ဘူးလားငါ့မှာပတ်စံတော့မရှိဘူးဒါပေမဲ့နင်းလိုချင်နေဆိုရင်နင်းကိုအဲ့ဒီတရေပါတီကိုငါနဲ့အတူခေါ်သွားပေးမယ်နင်းသူတို့နဲ့တွေ့ရင်အယမ်းပျော်မှာဘာမတော်ဘူးကျမအသက်ရှင်ရလွတ်မြောက်လာတာပဲတော်လာပြီငါနောက်တာပါငါ့ကိုပတ်စံဘာမှမလိုချင်ဘူးပလဲဟာရီမာဆုံးမရဲ့အိမ်ကနေအ мян ဆုံးထွက်ပြေးပါတော့တယ် ရီမာကသူ့ရဲ့ဝတ်စုံကိုကြည့်ပြီးအယမ်းကိုပျော်ရွှင်နေခဲ့ပါတယ်။အခုဆိုရင်တော့သူမကမွေးနေ့ပါတီပွဲမှာ တခြားသူတွေအားလုံးထက်လှပနေမှာပဲဖြစ်ပါတယ်။အခုတော့အဲဒီကာလော့ဆုံးမရဲ့ပါတီမှာငါထက်ပိုကောင်းတဲ့ပိုထိတ်လန့်စရာကောင်းတဲ့သူဘယ်သူမှရှိတော့မှာမဟုတ်ဘူး။အဲဒီဆုံးမကြီးဒိုင်ယန်နာငါလောက်လှမှာမဟုတ်ဘူး။တကယ်တမ်းလဲအဲဒီလိုပဲဖြစ်ခဲ့ပါတယ်။ပါတီမှာရှိနေတဲ့လူတွေအားလုံးဟာရီမာကိုပဲကြည့်နေကြပြီး သူမရဲ့ဝတ်စုံကိုပဲချီးကျူးနေကြပါတယ်။ဒီလိုနဲ့ပဲရီမာဆုံးမဟာသူ့ရဲ့ဝတ်စုံကိုချုပ်ခိုင်းခဲ့ပြီးပါတီရဲ့အထူးခြားဆုံးပုံကို ဖြစ်လာခဲ့ပါတော့တယ်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မျှော်ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။